နပတ်အကျိုးရှိမဲ့ဆက်ဆံရေးဖော်ဆောင်နိုင်ဖို့တရုံနဲ့အနီကပ်ပူးပေါင်းမယ်လို့စစ်ကောင်းဆောင်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မြန်မာတရုတ်နှစ်နိုင်ငံကြားနောက်လာမယ့်ဆယ်စုနှစ်တည်းအထိအပြန်အလှန်ကြိုးရှိမဲ့မိဖန်ဆက်ဆံရေးပေါ်ဆောင်နိုင်ဖို့တရုတ်နဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမယ်လို့အာနာသိမြန်မာစစ်ကောင်ဆောင်ကတရုတ်သမ္မတရှီဂျင်ပင်ထံသုံးအားပေးပို့လိုက်ပါတယ်။ဇွန်လ10ရက်နေ့မှာကြာရောက်တဲ့မြန်မာတရုတ်နှစ်နိုင်ငံတနမတ်ဆက်ဆံရေး85နှစ်မြောက်အတွက်ပေးပို့တဲ့သုံးအားမှာတရုတ်နဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်နေတာကိုစစ်ကောင်စီကောင်ဆောင်ကထည့်သွင်းရှင်းတာခဲ့တာပါ။ မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရဖို့အမျိုးသားပြန်လည်တည်မြဲဖို့လူမှုဘဝတွေတိုးတက်ဖို့တရုတ်ကကူညီပေးခဲ့တယ်ဆိုပြီးစစ်ကောင်စီကောင်ဆောင်ကကြီးစုတင်စကားဆိုထားတာပါမကြခင်ကရုရှားနိုင်ငံခီးစင်အတွင်းရှိကျင့်ပြင်းနဲ့တွေ့ဆုံမှုမှာနိုင်ငံတကာနဲ့ဒေသရင်းအစည်းအဝေးမှာပူးပေါင်းဆောင်ရွက်ဖို့နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့စွမ်းအင်ကဏ္ဍတွေမှာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့သဘောတူညီခဲ့ကြတယ်လို့လည်းစစ်ကောင်ဆောင်ကဆိုပါတယ်ဒါအပြင်တရုတ်ရဲ့ပိုလန်မှာတည်စီမံကိန်းအောက်ကတရုတ်မြန်မာစီးပွားရေးစင်ချံအကောင့်ထဲပေါ်နေတာကလည်းအာရချီနေတယ်လို့စစ်ကောင်ဆောင် ရေးတဝန်လာမှာပါရှိပါတယ်။တရုတ်သမ္မတကပြန်လည်ပြီးပို့တဲ့တဝန်လာမှာတရုတ်မြန်မာဆက်ဆံရေးကတရုတ်နိုင်ငံအတွက်အရေးကြီးပြီးပိုလန်မှစီမံကိန်းကိုမြန်မာနဲ့တူအရှိန်ဟုန်မြင့်တင်သွားမယ်လို့ဖော်ပြပါတယ်။ရွှေကောက်ခန့်အရသာအစိုးရကိုဖြုတ်ချအာဏာသိမ်းပြီးနောက်လူ့ခွင့်ရေးချိုးဖောက်မှုတွေကြောင့်နိုင်ငံတကာတိုင်ဝမ်ကနေဖိကျနာကိုခန့်နေရတဲ့စစ်ကောင်စီကတရုတ်ရုရှားတို့စီကထောက်ခံမှုရအောင်ကြိုးပမ်းခဲ့ပါတယ်။အဲ့ဒီနိုင်ငံအနက်အိန္ဒိယနိုင်ငံကြီးဖြစ်တဲ့တရုတ်ကတော့မြန်မာစစ်ကောင်စီကောင်းဆောင်နဲ့ထိတွေ့ဆက်ဆံမှုရှိပြီးမြန်မာအရှိနဲ့ပ တ်သက်တဲ့တင်ယုတ်ကထားရှိရဲ့စီးသုံးစီးကိုလည်းလူသိရှင်ကြားထုတ်ပြောထားပါတယ်မြန်မာနိုင်ငံမှာပြည်ရင်းစစ်မဖြစ်ဖို့မြန်မာကိုအာဆီယံကနေဖယ်ချင်တာမလုပ်ဖို့မြန်မာအရေးမှာပြည်ပအင်အားစုတွေဝင်ရောက်ဆက်ပတ်တာကိုခွင့်မပြုဆိုတဲ့စီးသုံးစီးကိုပြီးခဲ့တဲ့နှစ်ဩဂုတ်လအတွင်းတရုတ်နိုင်ငံဆိုင်ဝင်ကြီးကနေပြည်တော်ကနေအပြန်ထိုင်းနိုင်ငံချက်မှတ်မျိုးမှာအတိပေးပြောဆိုခဲ့ပါတယ်တရုတ်ဟာစစ်ကောင်စီနဲ့တိုက်ပွဲဖြစ်နေတဲ့မြန်မာနိုင်ငံမြောက်ပိုင်းကတိုင်းရင်းသားလက်နက်ကင်ဖွဲ့တွေကိုအပြင်းရဖို့ဖိအားပေးတာရှိသလိုမြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့စစ်ကောင်စီကြားအပ ြင်းရက်အောင်တရုတ်နိုင်ငံမှာခုံယူတွေ့ဆုံပေးတာတွေပြုလုပ်ခဲ့ပါတယ်။တရုတ်ရဲ့စီစဉ်ပေးမှုရာကိုကန်တန်နဲ့စကောင်စီကြားအခုနှစ်ဆန်းပိုင်းမှာအပြင်းရက်သဘောတူညီချက်ရခဲ့ပါတယ်။အပြင်းရက်ပြီးလပိုင်းကြမှာတော့ MNDA ကတော်လိုင်းတပ်ဖွဲ့ဝင်တွေအသက်သွေးချွေးရင်ပြီးတိုက်ယူခဲ့ရတယ်။လာရှုကနေစောက်ခွာပြီးလည်ရပါတယ်။တအောင်တက် TNL နဲ့စကောင်စီတို့ကြားအပြင်းရက်ဖို့တွေ့ဆုံဆွေးနွေးမှုမှာတော့သဘောတူညီချက်မရလို့ဆွေးနွေးပွဲမအောင်မြင်ခဲ့ပါဘူး။ နောက်ထပ်တပုတ်အနည်းနဲ့လာရှုမှာ MNT ဖန်ထားတဲ့ရွာလူကြီးပြန်လွတ်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော် MNDA ဖန်ဆီးထားတဲ့လာရှုမြို့နယ်ဟန်နာကြီးရွာမှာရွာလူကြီးဦးဆိုင်ကြားပြန်လည်လွတ်မြောက်လာပြီလို့သိရပါတယ်။ဦးဆိုင်ကြားကိုစွန်လ9ရက်ညနေမှာ MNDA တပ်ဖွဲ့ဝင်တွေကဖန်ဆီးသွားပြီးရင်နောက်ကြီးရွာရဲ့အိမ်နောက်စုစည်းရင်းနဲ့အခြားချက်လက်တွေကိုတောင်းယူပြီးပြန်လွတ်ပြီးတယ်လို့ဒေသခံတုံကဆိုပါတယ်။ရွာရဲ့အိမ်နောက်စုစည်းရင်းကိုတောင်းယူပြီးဦးဆိုင်ကြားကိုပြန်လွတ်ပြီးလိုက်တဲ့ချောင်းရည်ညကလွတ်ပေးပြီး9ရက်ညကြာမှသူလွတ်ကြောင်းသိရတယ်လို့ဒေသခံတုံကပြောပါတယ်။ဦးဆိုင်ကြားကစမ်းမိုင်ကောင်းမွန်ပြီး ် MNDA ကရိုင်းနှံနှိပ်စက်ခင်တာလည်းမရှိဘူးလို့ဆိုပါတယ်။ MNDA နဲ့ရှမ်းပြည်တိုးတိုင်ပါတီရှမ်းပြည်တမတော် SSPP SSA ကဟန်နာချင်းရွာနဲ့နာလိုင်းချင်းရွာနီမှာစုံလန်းတရနေ့ကတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်နှစ်ဖက်စလုံးကစည်ရင်းလှုံ့ဆော်မှုတွေရှိနေပါတယ်။စည်ရင်းနဲ့လုံခြုံရေးအခြေအနေအကြောင်းပြပြီးရတမများဖမ်းဆီးမှာကိုဒေသခံများကစိုးရိမ်နေတယ်လို့ MNDA ကရရှိထားတဲ့အင်အားစုစည်ရင်းအလိုက်စစ်သားစုစားမှုတွေကိုလည်းစိုးရိမ်နေကြပါတယ်။ဥဆိုင်ကြကိုဖမ်းဆီးခြင်းနဲ့ပြန်လွတ်ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး MNDA က ာတရင်မထုတ်ပြန်ပါဘူး။ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MND နဲ့စစ်ရေးတင်းမောင်းမှုကိုနှစ်ဖက်ခေါင်းဆောင်တွေတွေ့ဆုံဖြေရှင်းမယ်လို့ SSPB ကမလ30ရက်ကထုတ်ပြန်ခဲ့ပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့အင်းထင်းချုပ်ထားတဲ့တန်တွဲမြို့နယ်က300ကိုစစ်ကောင်စီပုံကျဲပြီးတိစုံထိခိုက်မှုရှိရကြောင်းတင်ဆက်ပေးပါမယ်။အာရခတက်တော်အင်းထင်းချုပ်ထားတဲ့တန်တွဲမြို့နယ်က300ကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုကြောင့်ရပ်သားပြည်သူများတိစုံထိခိုက်မှုတွေရှိကြောင်းဒေသခံများကပြောပါရယ်။ ဇွန်လ9ရက်နေ့ညအစနေကျော်ကမှစကောက်စီနေကြောင်းမှလာရောက်ပုံကျဲမှုကြောင့်အရသာတည်ဆုံမှုနဲ့ထိခိုက်ဒဏ်ရာရရှိမှုအပါအဝင်နေအိမ်ချို့ပျက်စီးသွားကြောင်းလူမှုရေးလောက်ကိုင်းနေသူတောင်ကပြောပါရီ3နေရာကျင်းခဲ့ပါရီစစ်ပီးရှောင်းနေနေတဲ့နေရာတွေလည်းပါပါရီအထိခိုက်တည်ဆုံမှုတွေလည်းရှိရလို့ပြောတယ်ကျွန်တော်တို့ကသတင်းတိကျမရသေးဘူးဖုန်းလိုင်းအင်တာနက်လိုင်းဖြတ်နေတော့ဆက်သွယ်ရခက်ခဲနေတယ်လို့ပြောပါရီ၎င်းတို့မှာတန်တွဲမျိုးအမတ်ရှင်ရက်ကွယ်တန်တွဲမျိုးနဲ့ကြောင်ကြီးရွာတက်တန်းကြောင်စစ်ရှောင်းစကန်နဲ့စစ်ရှောင်းများနေတိုင်းနဲ့ပစုံဖြီစတင်ကြောင် ို့ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့ဆွန်လာတရနေ့ကနေ30ရက်နေ့အထိစစ်ကောင်စီကရှာရင်ပြတ်ခတ်တိုက်ခိုက်မှုရစင်ထားကြောင်းကြီးညာထားတော့လေအရသားများနေထိုင်ရနေရများနဲ့တော်လိုင်းတက်စကန်နေရာတွေကိုပုံကျဲတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေရလို့သိရပါတယ် နောက်ထပ်တစ်ပုတ်နီးနဲ့ရန်ကုန်မန္တလေးအမြန်လမ်းမှာနန်းဆန်လီတက်အတွက်လင်းရည်စီတင်ဆောင်လာတဲ့စီပေါစာကားတစ်စီးကိုစစ်သား၂ဦးနဲ့ဒူတော်လိုင်းတက်တွေကဖမ်းဆီးရရှိရကြောင်းတင်ဆက်ပြီးမှမယ်ရန်ကုန်မန္တလေးအမြန်လမ်းမှာနန်းဆန်လီတက်အတွက်လင်းရည်စီတင်ဆောင်လာတဲ့စီပေါစာကားတစ်စီးကိုစစ်သား၂ဦးနဲ့ဒူတော်လိုင်းတက်ဖွဲ့တွေကဖမ်းဆီးရရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးဖွဲ့မှတာဝန်ရှိသူတောင်းကသတင်းဌာနကိုပြောပါရယ်ဆိုလာရှိရနေ့မနက်ပိုင်းနမောင်မြို့နယ်ဘက်မှအမြန်လမ်းမှာပေါ်ကိုထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့လင်းရည်စီစီပေါစာကားရမတ် 2B8 ိတ်ဖိုင်တူဖိုင်ကို ရန်ကုန်မန္တလေးအမြန်လမ်းမပေါ်မိုင်တိုင်း160နီးမှာစစ်စည်းကဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း၎င်းကကပြည်သူများကိုနေကြောင်းနဲ့ဖုံးကျဲတပ်ဖို့လေရင်စီတွေကိုချိန်ဖန်များစွာတင်ဆောင်ပေးနေရရှင်တစည်းဖြစ်ကြောင်းသိရပါတယ်။ဒီကနေ့မနက်ဘက်ဖမ်းမိတာပါစီပေါစာကားထဲမှာစီအပြည့်ပဲအရာကပုံမင်းထုတ်ရလက်ပါစီနေရောင်းနဲ့တူဖမ်းမိခဲ့တဲ့လက်ရှိမှာတော့ဖမ်းမိသူတွေကိုစစ်စည်းနေတော့မှရဲတွေအားလုံးနဲ့လုံခြုံတဲ့နေရာရောက်ပါပြီလို့အောင်ဆန်လန်းနမ်မောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတောင်းကပြောကြားခဲ့ပါတယ်။အဆိုပါဖမ်းဆီးမှုကိုအောင်ဆန်လန်း ်နှမဖီသူကာကွယ်ဖွဲ့ကဖမ်းဆီးခဲ့တာဖြစ်ပြီးလင်းရင်စီပါဆာကနဲ့အတူဖမ်းဆီးရရှိတဲ့အရာခံပုံမြင့်ထွန်းရဲ့လက်ပါစိန်နဲ့ဥက္ကိုစစ်စေးလျက်ရှိကြောင်းသိရပါဗျ။ ဒေါက်တာတပုန်းနီနဲ့အပြည်ပြည်ဆိုင်ရာလုံတမားဖွင့်ရဲ့အဆောင်ဖြတ်ချက်ကအကြံဘတ်စတက်ကတရားလက်လွန်ဖက်စီတက်ဖြတ်နေတာတွေကိုဟန်တားနိုင်မယ်လို့ယုံကြည်ကြောင်း CRPH ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အပြည်ပြည်ဆိုင်ရာလုံတမားဖွင့်ရဲ့အဆောင်ဖြတ်ချက်ကအကြံဘတ်စတက်ကလူ့ခွင့်ရေးချိုးဖောက်နေတာတွေတရားလက်လွန်ဖက်စီတက်ဖြတ်နေတာတွေနဲ့အပြစ်မဲ့ပြည်သူတွေကိုလေကြောင်းတိုက်ခိုက်မှုပြည်သူအုပ်ဝင်တွေကိုမိရှုဖြက်စီးနေတာနဲ့အတင်းအဓမ္မစစ်မှုထမ်းခိုင်းစီမှုတွေကိုဟန်တားနိုင်လိမ့်မယ်လို့အခိုင်အမာယုံကြည်ကြောင်းပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အကြံပတ်စင်အုပ်စုပေါ်ထင်ရောက်စွာရည်ညွှန်းနိုင်ရင်ပြည်ပြည်ဆိုင်ရာလို့တမဖွဲ့ကစုံဖြတ်ချက်ချမှတ်ခဲ့မှုနဲ့ပတ်သက်လို့ဇွန်လ10ရက်နေ့မှာထုတ်ပြန်ပြောဆိုလိုက်တာပေါ့အကြံပတ်စစ်တမ်းရဲ့လူမဆန်တဲ့အကြံပတ်မှုတွေမြန်ဆန်ဆောင်တက်ရင်းနဲ့မြန်မာနိုင်ငံမှာဒီမိုကရေစီကိုအမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရေးအတွက်အဖွဲ့ဝင်နိုင်ငံတကာနိုင်ငံချင်းကဖြစ်စဉ်အဖွဲ့ဝင်နိုင်ငံတွေကြာညီညွတ်တဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ဖြစ်စဉ်မြန်ဆန်ထိရောက်တဲ့အရေးယူမှုတွေလုပ်ပေးဖို့ CRPH ကတိုက်တွန်းထားပါတယ် အပြည်ပြည်ဆိုင်ရာအလို့သမားဖွင့်ရင်စုံပြန့်ချန်ဟာမြန်မာပြည်သူတွေခံစားနေရတဲ့ဒုက္ခမျိုးစုံကိုကူစားပေးနိုင်ရင်နိုင်ငံတကာအတိုင်းဝန်းနေနဲ့စာနာနားလည်မှုနဲ့လက်တွေ့ကြကြကူညီပေးမယ်ချိန်လန်းဖြစ်မှန်ယူထားပြီးနောက်ဆက်တွင်ကျူပန်းအားထုတ်မှုတွေအချိန်တိုတွင်းရှိလာလိမ့်မယ်လို့ပြည်ထောင်စုလွှတ်တော်ကူစားပြုကော်မတီကမျှော်လင့်ထားပါတယ်မြန်မာနိုင်ငံမှာတရားမဝင်အာဏာလုယူထားတဲ့အကြမ်းဖက်စစ်တပ်နဲ့စစ်အုပ်ချုပ်ရေးအမြန်ဆုံးအဆုံးသတ်စေပြီးဒီမိုကရေစီပြန်လည်တည်ဆောက်နိုင်ရေးတရားမျှတမှုပေါ်ဆောင်နိုင်ရေးနဲ့အရက်သားအုပ်ချုပ်ရေးတရအမြန်ဆုံးပေါ်ပေါက်လာဖို့အတွက် ကန်နဲ့ပံ့ပိုးကူညီမှုတခုလို့လည်းပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါကြောင့်အကြံပတ်စင်အုပ်စုရဲ့တရားမဝင်စင်အုပ်ချုပ်ရေးနဲ့အကြံပတ်မှုတွေစောင့်တက်ပြီးမြန်မာပြည်သူတွေဒီမိုကရေစီလွတ်လပ်ခွင့်နဲ့အခြေခံခွင့်ရေးတွေရရှိခံစားနိုင်ဖို့အတွက်နိုင်ငံရေးရာစီးပွားရေးရာအရင်းယူတန်ခတ်ပိတ်ဆို့မှုတွေတုံ့ပြန်ချမှတ်ပေးဖို့လည်းနိုင်ငံတကာအတိုင်းဝန်ကိုတက်လောင်းတောင်းဆိုထားပါတယ်။ဒါ့ပြင်အာနာသိမ်းယူထားပြီးမြန်မာပြည်သူတွေပေါ်ဆိုရတဲ့လူခွင့်ချုပ်ပတ်မှုတွေကျူးလွန်နေတဲ့အကြံပတ်စကောင်စီကိုအပြည့်ပြည့်ဆိုင်ရာအလို့သမား ဖွဲ့ကဖွဲ့စည်းပုံစီမင်းဥပဒေပုံမှန်33နှင့်တန်ခတ်ပိတ်ဆို့အရင်းယူမယ်ဆုံးဖြတ်ချက်ကိုပြည်ထောင်စုလွတ်တော်ကုစားပြုကော်မတီကထောက်ခံကြိုဆိုတယ်လို့တရင်မှဖော်ပြပါရှိပါရရှင်။